အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Rose ပါဒီကနေ့မှာတော့စာရေးဆရာမဆန်းဆန်းနဲ့တာယာဝတီရေးသားထားတဲ့ခေါက်တီးကလေးမလုံးတလုံးဆိုတဲ့ဝတ္ထုကလေးကိုအပိုင်း၈အနေနဲ့တင်ဆက်ဖပြပေးသွားခြင်းပါရှင် ုခင်စောဦးသည်ရှူးရှူးရှားရှားဒေါသထွက်မဆုံးဖြစ်နေ၏နာယကကြီးကပင်အခြေအနေအရရက်ကိုထိမ့်ထိမ့်တိမ့်တိမ့်လုံနေသည်ကြားကအနေငယ်စိတ်လုံးရှာနေပုံရသည်ပန်းနေဗျာအမှုကိုဒီလောက်ဆွဲနေလို့ဘလို့အလုံးလုံးရတော့မှလဲခုနှစ်ပတ်ရှိပြီတခြားအမှုတွေပါဒီအတိုင်းကြီးပြန်ချင်းလွတ်နေရတာကိုခင်စောဦးက တပြေတောက်တောက်ပြောရင်အပေါဝါတို့ရောက်နေပြီဖြစ်တော့တရခန်းကိုလှမ်းအော်လိုက်သည်ဒီမှာပြုတ်ဒေါ်ရွှေနဂါကြီးလာမဲ့ရုံချင်းကြရင်တော့ခမားရှင်တွေကိုအပါခေါ်ခဲ့ဒါမှမဟုတ်လဲကိုစားတရရောက်နေပါဝါလွှဲစာတင်ခိုင်းပြီးခေါ်လာဟုတ်လားရှေးတပတ်စစ်ဖြစ်အောင်စေရမယ်ဒီလောက်ထိအကြာလာပြီးတက်သေးတော့မကုန်သေးဘူးဆိုရင်တော့ဒါမှမဟုတ်သေးဘူးဗျကျုပ်တို့ရုံမှာအမှုကြလို့မဖြစ်ဘူး ဘက်နဲ့ဗျာအိမ်အောင်မကြခင်ကအမှုစဖြစ်တာတာဦးရှင်ပြုခြင်းရောက်မှအမှုပြီးရယ်ဆိုတာမျိုးကျုပ်တို့ရုံမှမဖြစ်ပြရစေနဲ့ခရွရွအမှုအရာနဲ့ဟုတ်ကဲ့ချင်းမွန်းမွန်အောင်ဂရီအထက်ထက်ပေးသွားသောတရကန်အဖွားကြီးကို အမွန်ကြားကမျက်နာပူနေမိလေသည်စိတ်အားထက်သန်မှုများကြောင့်ကိုခင်စောဦးလေးတမ်းမှာတိတိတတမာလွန်နေ၏ တရားသူကြီးအဖွဲ့ဝင်တယောက်အနေနဲ့တရားခွန်မှာမိမိ၏စေတနာဆန္ဒကိုဤများတိတိတတ်တာမပေါက်ကွဲသင်ဟု အမွန်ကားထင်သည်သို့တော်စင်းစင်းဆာဆာတွေးကြည့်ပြန်တော့ဒေါသထွက်သူဘက်ကလည်းမလို့ကိုခင်စောဦးကိုအဆိုးမဆိုးသာတရားခံဘက်ကရှေ့နေမလာသည်မှာယုံကြည်နှစ်ပတ်ရှိပြီ ရှေ့နေမလာသည်ကိုအကြောင်းပြု၍အမှုကိုဒီအတိုင်းကြီးပြန်ချင်းလွတ်နေရသည်မှာတလားရှိတော်မည် အမှန်တော့တရခန်ဘကပညာသုံးနေခြင်းဖြစ်သည် အမှုကအမှုကြီးမို့သူနီးနဲ့သူ အမှုကိုမရှိရှိအောင် မကြံ့ကြာကြံ့ကြာအောင်အချိန်ဆွဲယူနေခြင်းဖြစ်လေသည်ဒီနေ့ဆိုလျှင်ဒီအမှုအတော်တရလိုပြတက်သေးများကိုဆက်လက်စစ်ဆေးဖို့ရှိသည်ရခင်တပတ်ယုံချင်းကလည်းပြက်ွက်ခဲ့ပြီးဒီနေ့ဒီအမှုအတော်အစီအစဉ်တကြချင်းဆိုထားသည်ဆိုတော့ တခြားအမှု၃လေးခုကိုဒီအတိုင်းရက်ချင်းပေးပြီးပြန်လုပ်ဖို့ရည်ရွယ်ထားခဲ့သည်အလုံးမဖြစ်နိုင်မှန်းတည်ရတဲ့တရခွင်မှာလူပေါင်းများစွာတာဝန်ရှိသူပေါင်းများစွာအချိန်ကုန်ခံ၍တာဝန်အပိုအပြစ်မခံနိုင်၍တနေကုန်တနေကန်တစောင်းစောင်းတမျောမျောရှိမနေစေခြင်းသောသောရွှေနဂါအမှုစစ်ဆေးမီနေရတွင်တခြားမြည်သည့်အမှုအမှုကိုမှ စစ်ဆေးနိုင်မည်မဟုတ်သည်မို့ စောစောစီစီရက်ချင်းပင်းလွင့်ရန်သာကြိုကြိုတင်းတင်းအစီအစဉ်ပြုခဲ့သည်တရလိုနှင့်တရခန့်များမှတပါတခြားမည်သည့်တသေးကူများချင်းဆိုခေါ်ယူထားခဲ့ခြင်းမရှိ အခုတော့တရခန့်ဘက်ကမမျော်လင့်ပဲပြက်ကွက်လာပြီးဆိုတော့မိကိုကြွက်လျှောက်ပင်တတိကြီးအလုံးပြရတော်သည် ရုံးတိုင်းစစ်စေးဇယအမှုတွေများယနေ့အဖို့မကြံတော့ပြီဖြစ်တော့လေတရားသူကြီးအဖွဲ့မှယုံမစင်ရသေးပြီ ကြမ်းကြိမ်လွှာများရောက်လာ၍တယောက်ဝင်တယောက်ထွက်အချိန်ကြာမြင့်စွာဆက်လက်အလုံးများလိုက်သည်ခုတလောတရားရုံးမှာဂရီတစ္ဆာပြူရန် တန်းစီသူများကြံကြံဖန်ဖန်ပေါများလာသည်ကို အမွန်တရီထားမိနေသည်လူတွေကလည်းဘာမဟုတ်သည့်အသေးအဖွဲကိစ္စကလေးကအစာကြံကြံချင်းနေကြသည်ဘန်တွင်ငွေစရင်းဖွင့်ရန်အတွက်လုပ်ငန်းရှင်အစစ်ဖြစ်ကြောင်းတရားရုံးမှာလာ၍ကြံကြံသည် အစိုးရအသီးအမှတ်ပြုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပေါ်ကတရားဝင်အချက်အလက်အထောက်အထားများနဲ့အလုံးလုံး၍မဖြစ်တော်ပြီလားမသိအသေးစားလုပ်ငန်းရှင်တဦးကလည်းကုန်ကျန်းဝယ်ယူခွင့်ပါမေးပျောက်ဆုံးသွား၍အမှန်တကယ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်းဝယ်ယူခွင့်အမိန်ချပြီးကုန်ကျန်းများအတွက်ငွေလဲမသွင်းရသည်ပစ္စည်းလဲမထုတ်ရသေးသည်မှာအမှန်တကယ်ဖြစ်ပါကြောင်းစသည်ဖြင့်လာ၍ကြမ်းကြိမ်သည် လုံငင်းရှင်ဤကုံပစ္စည်းဝယ်ယူခွင့်သက်ဆိုင်ရာကုံကျန်းအယောင်းဆိုင်မှကုံရောင်းပေါင်ချလက်ခံစာအုပ်နှင့်လေကြာမတန်းတို့တိုက်ဆိုင်စစ်ဆေးကြည့်ယုံနှင့်ခိုင်လုံသည်ဟုယုံကြည်လက်ခံနိုင်ခြင်းမရှိတော်ဘီလားမိမိကလေးအသက်၅နှစ်ပြည့်ကြောင်းလာရောက်တစ္ဆာပြုသူများလဲမနေလား။အော်ရင်သွေးကြောင်းအကြီးအတွက်အခက်အခဲတွေရှိနေပြီထင်။တီရထဲထူးထူးဆန်းဆန်းကြမ်းကြိမ်သူတူပါလာသည လာလာပါပါမိန်ကလေးတယောက်အသက်16နှစ်ကျော်20ခန့်မျက်လုံးတောက်တောက်အကြည့်ဆူဆူနှာခမ်းပါပါမှန်သည်ထင်လျင်တလောကလုံးနေရံဖြည့်ရဲသည့်မျက်နှာသားမျိုးသူကတရခွင်ရှိမှဂရီတစ္ဆာဆိုသည်ကျမအပြူဖြစ်ပါသည်အိမ်နောင်မရှိပါအော်ဒီတငယ်မအပြင်မှာဘလို့ပြဿနာမျိုးနေများရင်ဆိုင်နေရတယ်မသိနိုင် အလောက်ခန်းစားရရှိရေးကိစ္စအတွက်လား အမွေအနေခွဲဝေရင်းကိစ္စအတွက်ပဲလားအမှန်မှာသူအပြိုဟုတ်မဟုတ်ဆရာဝန်သားအတိဆုံးဖြစ်မည်အိမ်တော်ရှိမရှိလဲရက်ကွက်ကသာတည်မည်သို့တော်မေးပိုင်ခွင့်မရှိမှတ်ချက်တောင်းရန်မလိုတရားရုံးတာဝန်မှာတရားကာယကံရှင်ဤဆန္ဒအလျောက်တရားသူကြီးအဖွဲရှိမောက်တွင်ဂရီတစ္ဆာဆိုပြီးကြောင်းမှတ်တမ်းတင်လက်မှတ်ရေးထိုးပေးရန်သာဖြစ်သည်ဈေးစကားအရက်စကားထည့်သွင်းစဉ်းစားရန်မလိုခြင်း ြံကြံဖန်ဖန်ကတိကတ္တကြမ်းကြိမ်သူတွေကို တစေတစောင်းလန်းချည်ရင်အမွန်တီပြုံးကျင်ရဲ့ခြင်းဖြစ်လာ၏ဒီလူတွေတော့လူရင်းပြောက်ပြီးဘေးရောက်ကုန်ကြပြီးထင်သည်တနေရာနဲ့ပြီးပြည့်ရမည့်ကိစ္စတစ်ခုကို နေရာပေါင်းများစွာတာဝန်ရှိသူပေါင်းများစွာជីជីကျဲကျဲရှုပ်ရှုပ်ထွေးထွေးပုံကြီးချနေကြသော လုံနီးလုံဟန်များခေစားနေသည်ထင်၏တချို့အသေးအဖွဲပြည်တနာများမှာဝန်ထမ်းနေဖြစ်တူကော တယောက်ကောင်ဆုံးဖြတ်ပိုင်ခွင့်ပေါင်းအတွင်ကြာရောက်နေသည့်ကိစ္စအထက်ကလည်းယုံကြည်စိတ်ချစွာတာဝန်အနှင်းထားသည့်ပုဂ္ဂိုလ်သို့စဉ်လျက်ကိုလိပ်ပြာကိုမလုံ၍လုပ်ငန်းမကြမ်းကျင်၍ကြောက်တက်၍ထိထိမိမိမကင်တွယ်ဝင်သို့ဖြင့်အရက်ကူပါကျင်၍ကြောက်တက်၍မိထိထိမိမိမကင်တွယ်ဝင်တို့ဖြင့်အရက်ကူပါလူဝိုင်းမာနှင့်အငယ်ကိုဥပဲ့ထမ်းရသည်အဖြစ်သို့ရောက်လာသည် တယောက်အားနဲ့ယူသောရာနိုင်မည်ကိစ္စကိုတတောင်းအားနဲ့ဝိုင်းနေကြတော့မလိုလားအသောပြေတနာများဝင်လာသည် အမွန်ကကိုနေထိုင်ရိုက်မဆိုင်သည့်ကိစ္စရများမို့အတွေ့ကိုဖျက်ပြစ်လိုက်ပြီးစမ်းချိန်လွာတွင်လက်မှတ်ရေးထိုးနေသောကိုခင်စောဦးကိုလှမ်းကြည့်လိုက်သည်ကိုခင်စောဦးရုံစင်းရင်ကျမစပွဲခဏလောက်ရှုတိုးတိုးမုံကုတ်ကုံမျက်နာတွင်မပြည့်တပြည့်အပြုံးကိုကယောကရင်တက်ဆင်း၍ ကိုခင်စောဦးကခေါင်းငိမ့်ပြသည်ဟူစိတ်ပြတ်တယ်ဗျာပခုံးတွင်ချိန်လာသောတိုက်ပုံးအင်ကြီးကိုသပွဲပေါ်ပြစ်တင်ရင်ကိုခင်စောဦးကလင်းလေးပင်ပင်ညီနေသည်ပြေတနာဆိုတာက ဝင်းချင်ရင်လဲဇက်တာအိဖြဒီနေ့ရုံထိုင်ရတာတော့အသက်တောင်တူခြင်းနဲ့ဘာထက်ဖြစ်လာပြန်သည်မသိအမွန်သည်အမှုရချင်းများကိုဒါယာရီတွင် ပြန်လဲစစ်စေးနေရကလက်စဖြဲ့၍သူကိုမော်ကြည့်လိုက်သည် ဘာတွေဖြစ်သေးလို့လဲ။ဟိုကောင်လေးဟန်သိမ့်ပေါ်ထုံးစံအတိုင်းထက်ရှုပ်နေပြန်ပြီကြားတယ်။အမွန်ကမျက်မှောင်ကုပ်၍စဉ်းစားကြည့်လိုက်သည်။ဟန်သိမ့်ဝိရဒီဟန်သိန်းကိုဆိုလိုခြင်းဖြစ်မည်ဒီလူကလူလဲတောကပင်လဲဝင်နေသော အမှုတဲများထံမှအခွင့်တာခိုင်းအကြံအဖန်လှုပ်တတ်သူသည်တရားသူကြီးအဖွဲနေယင်းဤတရားပြုကဂျာကအမျက်ထုတ်သည် ဒီမျိုးနဲ့တရားရုံးနဲ့တရားသူကြီးတစ်ဖွဲ့လုံးဤသဘောထားကြည်လင်မှုကိုတည်နေတော့လေသူအနေနဲ့အကြံအဖန်လှုပ်ရွေလွယ်သည်အာမခံပေးနိုင်မည်အမှုမျိုးကိုလက်ပေါက်ကလေးမရှိတော့ထောက်ထားစာနာတတ်တော်ဤတရားရုံးဤအစဉ်အလာကိုလည်းဟန်သိန်းကရေးရေးလဲလဲသဘောပေါက်သည်ဒီတော့တရားသူကြီးအဖွဲဤအရေးအခြေကိုမိမိအတွေ့အကြုံဘဟုသူတာဖြင့်စင်ကြေအကဲခတ်ပြီးတရားခန်းနှင့်စကားရောင်းစကားဝယ်လုံလေးရှိသည် ဥပမာတာမန်အာမခံပေးနိုင်သည့်အမှုမျိုးကိုတရခွေမရောက်မီဟန်သိန်းကပြူတူပြည့်တဲ့ချိန်ချောက်လာသည်သူတသည်မြအမှတ်သည်မြစကလုံးထန်းသည်ကြီးများနှင့် မတရားကင်ပေါက်ပြတတ်သည်ဒီခေတ်မှာအမှုဖြစ်ရင်မလွယ်ဘူးကွအမှုတွေကို အပြတ်နှိမ်နေတဲ့ခေတ်အမှုဖြစ်လာမှတော့အာမခံနေပါလေတိတ်မျောမလင့်နဲ့ဒီလောက်လန်လိုက်လေငကူကအချုပ်သားဘဝဖြစ်လိပ်ပြာတိမ်ငယ်ပြီးဖြစ်တော့တရခန်တို့မှာ ဘူမတိဘာမတိအကြောက်ကြီးကြောက်ကဟန်သိန်းကိုသာတကိုးတော်ရှင်ပမာချင်းကဲလာကြတော့ဤဖြစ်နိုင်ရင်အာမခံလေးရောက်အောင်ကြံဖန်ပေးပါအတက်နိုင်ဆုံးပေါ့အောင်ကြိုးစားပေးပါစသည်ဖြင့်စသည်ဖြင့်ဒိုနေတင်ကြိုးစင်အကျိုးကျိုးပြစင်ထားသည့်အကွက်မှာဝင်လာတဲ့ရွေကိုဟန်သိန်းတို့ကရေရေလဲလဲကြီးပညာပြတော်သည် ရှင်းရှင်းပြောရလျင်တရားသူကြီးအဖွဲ့နှင့်အပေးအယူလုပ်ဖို့ဆိုတာတရားခံကိုငွေညစ်သည်ယုံကြည်ခြင်းနဲ့လောက်အောင်လဲတရားခံကိုမြင်သာသောနေရာတွင်ထား၍တရားသူကြီးအခန်းတွင်သို့အကြောင်းရှာကဝင်ကြီးထွက်ချီပြုသည် နောက်ဆုံးတော့တရားရုံမှအဂရိတရား၄ပါးကင်းစင်စွာအာမခံပြေအချုပ်လွတ်ထုချေခွင်ပြုလိုက်လျင်အလျှော့ပေါ့နိုင်ဆုံးအပြစ်ဒဏ်ပြေတတ်တန်ညာညာစီရင်ကျဲချလိုက်လျင် ဟန်သိန်းတို့အောင်မြင်ပြီ လူတရင်လူချင်းဆောင်ကဤနည်းဖြင့်ဟန်သိန်းတို့စားလာခဲ့သည်မှလည်းအန်တူ၍နေပြီဒါကိုတရားရုံးကလည်းတီတော်တည်သည်တသက်သေးတကဟာနှင့်အထောက်အထားအခိုင်အလုံးနှင့်လက်ပူးလက်ချမ်းမမီတီသာရှိသည်တို့ကြောင့်ဟန်သိန်းနှင့်ဆိုလျင်တတိကြီးစွာထား၍အလုံးလုံးကြရသည်အမှုနှင့်ပတ်သက်၍ဟန်သိန်းရှင်မှအမှုမဲ့စကားဥမတမ်းမီအောင်ထိမ့်သိမ်းနေကြရသည် ရင်းနမဲကျော်ကိုဟန်သိန်းတို့ဘာဆရင်ဝင်ရှုပ်လာပြန်သည်မသိဟိုတက်ပွားဆိုတဲ့ကောင်းလေးဗျာတက်သေးမဆုံးဘာမဆုံးနဲ့ရုံးလာတင်ထားတာပြီးတော့ကောင်းလေးကရောပါတဲ့ပန်းနာရှိုက်ကုန်းလေးဗျတခါတခါပန်းနာထားရင်အသက်ပါတော့မတက်ကြည်ရတာနင်းနေမှမြင်မကောင်းဘူး အမှုကလည်းခမည်းသည့်ရဲ့အတိုင်းပြအာမခံပေးကိုပေးရမယ်ကိစ္စအဲ့ဒါကိုတပ်ပွားအမေစီကငွေညစ်တဲ့လောက်ကိုင်းမစားနိုင်တော့ပဲမုတ်ဆိုးမှအဖွားကြီးပြမခံချင်တဲ့လူကတိတ်တိတ်ချာချာကိုတရင်ပို့တာဒါပေမဲ့အဖွားကြီးကအမှန်ကိုမပြောဘူးပြဘူးကြီးကွယ်နေတော့ဘာမှလုံလုံကိုင်းလို့မရဘူးပေါ့ကျွန်တော်လည်းဒေါသထွက်ထွက်နဲ့ဒီလိုဆိုရင်အာမခံမပေးဘူးဆက်ချုပ်ထားမယ်ပြောလိုက်မိတယ်နာယကကြီးကတားတယ်ပြဒီလူကတော့တကယ့်ဖျားအလောင်းဘယ်ပြမဟုတ်တာ ဒီကောက်မျိုးစင်တဲ့အကွက်ကိုကျွန်တော်တို့ကစင်းစင်းကြီးဝင်ပေးရမှာလားကျွန်တော်တဘောတော့ဒီကောက်အကြံဖန်တွေအကုန်ပြတ်အောင်နှမှုသုံးမှုလောက်ဆန့်ကျင်ပကြီးလုတ်ပြလိုက်ခြင်းနဲ့အမောမျက်လုံးပြူသွားမိလေသည်ကိုခင်စောဦးကမူစကားအရှိကြီးပြောနေသည်သူစောနေထက်တန်ကမမောနိုင်မဲရှိ၏သူဆန္နာစောလွှင့်နေသည်အဖြစ်ကိုလည်းသူပါသာမရိစားနိုင်ပဲရှိသည်ဒီလိုကြီးလုတ်ပြလို့လဲဘယ်ဟုတ်အောင်မလဲကိုခင်စောဦးရဲ့ ိုးဘာလို့မဟုတ်ရမှာလဲဗျဒီလိုမှမလုပ်ရင်ဒီလိုအမှုပွဲစားတွေဘယ်တော့ရှင်းနိုင်တော့မှာလဲခမားတို့လိုသာပြုတ်စီပြုတ်ညက်လုံနေရင်မကြဘူးကျုပ်တို့ခမားတို့အားလုံးရောင်းစားခံရမှာပဲတိတ်ထက်တန်လာလျင်ကိုခင်စောဦးကထုံးစံအတိုင်းစကားပြောလိုကြီးမြဲသည်စကလုံးကိုပင်မစင်ခြင်းနိုင် ခမားကျုပ်ဒီလိုစကလုံးတွေရိုက်တက်လာတက်လေသည်အမွန်သည်ပြုံးကနေမာနာစိတ်တို့နိုးကြလာ၏ စောစောကတော့ကိုခင်စောဦးကိုအမုံကပင်မိမိဇပွဲသူလာပါရန်တခုတ်တရာမှားမိသည်ကိုခင်စောဦးကိုဆန္နာစောမှုစကားပြောလောကြီးမှုတို့နဲ့ပတ်သက်၍အေးအေးဆေးဆေးဆွေးနွေးအကြံပြုမိလို့ကြံရွယ်ခဲ့သည်ပင်ကိုစိတ်ရင်းမှန်ကန်ပါလျက်စေတနာစင်ကြဲပါလျက်အပြုတ်သဘောထက်သန်ပါလျက်ရန်သူပက်လေဝိုင်းလာတတ်သော အဖြစ်မျိုးမကြုံရစေခြင်း ဆိုလည်းရင်ကိုခင်စောဦးကိုစာအုပ်ကြီးတမတရားတင်ဝါရတမတစိုတို့တစောက်ကန်းတမဟူ၍ပင် စကားတင်းဆိုတဲ့များကြားနေရပေပြီကိုခင်စောဦးမှာတရားဥပဒေနဲ့နိုင်ငံရေးစာအုပ်စာရများကြားတွင် လူလားမြောက်လားသူပြပြီးသူကိုယ်သူယုံကြည်မှုတော့ပြင်းထန်နေ၏အတွေ့အကြုံနဲ့လေးလာမှုဘ ഹു တုတလုံးဝမရှိဘဲပြုံးကနေတရားခွင်ပေါ်ကြောင်စီစီရောက်လာကြသော ပုံကိုများတဲ့တွင်တော့ ကိုခင်စောဦးကတရားရင်ဝင်နေနေပင်အတိုက်အခံပြူဝင်သူတည်းသို့သောလေးလာမှုဆိုသည်မှာတစုံတရာသောလမ်းညွန်ချက်အောက်တွင် ဖွင့်ပြိုးတင်သည်ဟုအမွန်ကယုံစားသည် ကိုခင်စောဦးတို့လေးလာမှုကအညုံအပြာမရှိတကိုယ်တော်လေးလာမှုဖြစ်၍မိမိပင်ကိုယ်စိတ်စိတ်ကူးစိတ်တန်ရှိသလောက်သာ ဖွင့်ပြိုးသည် ထိုက်တင်သလောက်မကြွယ်ဝနိုင်ခြင်းဒီတော့မိမိအကြိုက်မိမိစိတ်ကိုလိုက်ပြီး အတွေးအခေါ်ကောက်ချက်တို့မှာတဖက်စွန်းရောက်တက်သည်ဆန္နာကရီလွန်ကျူမီတက်သည်ခူလေကြီးတော့ကျင်ဆိုခြင်းနေတာကြာပြီးရှင်ကို အမွန်ခင့်ပါတယ်အမွန်နဲ့ပတ်သက်လို့အကူအညီတွေအများကြီးပေးခဲ့တာလဲအမှတ်တရပါပဲဒါကြောင့်ရင်းရင်းချာချာစကားပြောကြမယ်လို့ရှင်ကိုခေါ်တာခုတော့ရှင်ကကြီးဒေါသတွေတဖက်တက်ကိုခင်စောဦးကဒေါသမျက်နာကိုစူးစမ်းပန်းစားလျှော်တော့လေ ကျွဲမီတိုးစဲရှိသည်ကို မဖုံးဖီနိုင်ဒေါသမဟုတ်ပါဘူးဗျာပြော့ညံတာကိုအားမရလို့ပါကျွန်တော်ကလှုပ်ပြီးဟဲ့ဆိုအပြတ်အသက်လှုပ်ပစ်ချင်တာအမုံကလည်းထောက်ခံပါတယ်အဲ့ဒီအပြတ်အသက်လှုပ်ပစ်ချင်တယ်ဆိုတဲ့စိတ်တမျိုးကိုဒါပေမဲ့လုံနီးလုံဟန်က ရှိသေးတယ်ကိုခင်စောဦးရဲ့တရားသူကြီးတယောက်ရဲ့လုံနီးလုံဟန်ဆိုတာကတော့တိမ်မွေးဖို့လိုမယ်ထင်တယ် ဥပမာရှင်စိုးစိုးကလိုဟန်သိန်းနောင်ကျင်သွားစေချင်တာနဲ့ပဲအာမခံပေးရမယ့်တရားခံကိုဆက်ချုပ်ထားတာမျိုးတော့မလုပ်သင့်ဘူးပေါ့ဒါဒေါသကတိဖြစ်သွားပြီလေဟာဘဲဟုတ်မလဲဗျအပြစ်ရှာခြင်းရင်တော့လေခမည်းတော်သွားတဲ့စကလုံးနဲ့မှန်မှာပေါ့ဒါပေမဲ့အမှုတစ်ခုကိုစီရင်ဆုံးဖြတ်တဲ့တရားသူကြီးတယောက်အနေနဲ့ရဲရင်ပြတ်သားဖို့လိုတယ်ကျွန်တော်ကတော့အခြေအနေပိုကောင်းလာဖို့လှုပ်တဲ့နေရာမှာလှုပ်တဲ့လှုပ်ထိုက်တာကိုတော့စွန့်ချလိုက်ခြင်းနဲ့ စွန့်ပေါ်ရှင်ရဲရင်မှာပြက်သားပါဒါပေမဲ့တရားသူကြီးဆိုတာတရားဥပဒေရဲ့လက်အောက်ခံဖြစ်တယ်ဆိုတော့မေ့လို့မရဘူးနော်အမွန်ဓာရီပြောပိုင်ခွင့်စွတ်ဖက်ပိုင်ခွင့်လည်းမရှိဘူးအမွန်ကတာမန်ဥပဒေဝင်တဲ့မှာကိုခင်စောဦးကို အမွန်ကတရင်တနည်းသဘောပိုက်ပြီးတမင်အခွင့်အရေးယူတယ်လို့ပဲသဘောထားပေါ့ရှင်ကျွဲမိလည်းမတူပါနဲ့ကိုခင်စောဦးက ပွန့်ပွန့်လင်းလင်းပင်ရဲလိုက်လေသည် သူမျက်နာမှာအပြုံးတလက်လက်ဖြင့်ကြည်လင်းလာသည် မတူပါဘူးမမုံရဲ့ဒေါသဆိုတာလေခမားရှိမှုတလောက်လွတ်လွတ်လပ်လပ်ထွက်ဝင်တာပါဗျာခမားရှိမှာရင်းနှဲရှိတာဖွင့်ချလိုက်ရရင်နေသားထိုင်တာရှိလွန်းလို့ပါအမှုရင်းနှဲမှာຫນွေကနေလှိုက်ခုံသွားမီလေသည်ဘာကြောင့်ရေတော့နားမလဲကျင်းနူးကျင်းနေတာလားယုံကြည်ခင်မင်မှုဒိုးပွားလာလေသလားတခါတခါကျွန်တော်တို့တရားစီရင်ရေးအဖွဲ့မှာကျွန်တော်တယောက်တည်းနဲ့အတိုက်အခံဖြစ်ရတယ်သဘောကွဲရတယ် ကြတော့လေအားမရဘူးမမွန်ရဲ့အဲ့ဒီတော့အလိုလိုစိတ်တူခြင်းနေတယ်ဒေါသထွက်ခြင်းနေတယ်အမွန်ကအကြကြီးညင်၍စဉ်စားနေမိသည်တစုံတစ်ခုကိုပြောတဲ့မတင်အပြန်အပြန်ပြန်အလန်လန်ချိန်စားပြီးမှကုခင်စောဦးဘက်ကဆန္ဒသိပ်စောလွန်နေတာလည်းဖြစ်နေပါဦးမယ်နော်တခါတခါတော့လေကောင်းစီခြင်းလုံးနဲ့စေတနာထက်တန်ပြီးတော့အမှုကိုတရားသူကြီးကဆုံးဖြတ်တာမျိုးဖြစ်ဖြစ်သွားတတ်တယ် နိုင်ရကကြီးအမြဲတမ်းပြောလို့ရှိတဲ့စကားတခုတော့အမွန်တိတ်တဘောကြတာပဲတရားသူကြီးဆိုတာအမှန်တရားကိုရှာဖွေသူသားဖြစ်တယ်တဲ့အမှုကိုဆုံးဖြတ်တာကတော့တရားဥပဒေနဲ့တသက်အချက်လက်ကသာဆုံးဖြတ်တယ်တဲ့ဒါတော့ဒါပေါ်မမှုရဲ့ဒါပေမဲ့အစုံအမိတ်ဆိုတာတရတိမှတ်ထားလို့လည်းမဖြစ်သေးဘူးဗျကျွန်တော်တို့စီရင်ထုံးကိုကားတဲ့နေရာတွေမှာပဲကြည်လေ အလားတူအမှုမျိုးဆိုပေမဲ့အချိန်ကာလအဖြစ်နေရာဒေသအဖြစ်ကျင်းကျင်းမှုတလိထုံးစံအဖြစ်ဌာနချက်တွေရှိနေရင်တမျိုးထွင်းဖောက်ယူရတာပဲမဟုတ်လားဒီလိုပေါ့တရားစီရင်ရေးအာဏာကိုကင်ဆွဲထားရင်ထိုးထွင်းသွေးခေါ်ခြင်းရဲရင်စဉ်းစားစွာဆုံးဖြတ်ချက်ချဝင်ခြင်းတွေရှိရမှာပဲအမုံကပင်သက်ကိုမတိမတာခိုး၍ရှိုင်းမီလေသည် ကိုခင်စောဦးကတော့သူ့အသွေးအခေါ်နဲ့သူခိုင်မြဲနေသည် သူအယူအဆွဲနေသူစောတကားတက်ရင်ဟိုတစ်ဖက်စွန်းမှာရံမြဲရနေသည်တော်တော်ခေါင်းမာတယ်လူကိုခင်စောဦးရဲ့ပါလာပါလျာပီဟီသောနှခမ်းများနဲ့ပြန်ကားသောမီးရုပ်အကြတို့ကိုငေးဆိုင်ကြည့်ရင်အမွန်စိတ်ထဲကမှတ်ချမ်းချလိုက်ပါသည်ဟိုစဉ်က ကိုခင်စောဦး၏လုံရံများကိုလည်းပြန်၍တရိပ်ရိပ်မြင်ရောက်လာသည် တခါကတရားရုံးသို့နှစ်ဦးသောသူလက်မှတ်ထိုးတစ္ဆာနှံကြမိမင်္ဂလာဆောင်တဲ့တရွဲရောက်လာသည်သူတို့သားသူတို့သမီးနှစ်ဦးစလုံးမှာမိကောင်ပေါလာသောအရွယ်ရောက်သည့်စိုးနိုင်ယုံများခေလူငယ်များပြပြဝတ်စားစင်ရင်မူကလည်း20ရာစုခေနောက်ဆုံးပေါ်ပုံစံမျိုးသူတို့သားကခေါင်းလောင်းပေါင်းမိနဲ့ချုံယူချောင်းတွင်အိတ်ကက်တွေတစ်ထဲလုံးမွှားစာကျဲနေသော ရှက်အင်ကြီးပုံစံဆန်းနှင့်ပခုံးအောင်နှလက်မခန့်ရှိလျသောသပင်ဖာလာနှင့် သူတို့သမီးကလည်းပခုံးဆက်မှဖားဖားဝေဝေတွန့်ပွားကြလာတော့အင်ကြီးလက်ကိုလက်ကဝတ်မှာနဘက်ပြားကြီးကြီးတက်၍စီးထားသောနပိုလီယံရှက်ပုံစံစံနှင့်ခရီခွဲစပင်ကိုကြွက်ကြိုက်သလိုတစ်ထပ်ပြီးတစ်ထပ်သုံးဆင့်တိတိအဖျားပတ်သို့ရှူ၍ကြိုက်ဖြတ်ထားသောကြောတဝက်စပင်ဖာလာနှင့်၆တောင်းပါသောနေကာမျက်မှန်မျက်နာတဝက်ဖုံးနှင့်လျှောက်စလုံးကိုကြည်လိုက်လျင် ထူးခြားစံပြသောအသွင်အပြင်တို့ထင်းထင်းပေါ်နေသည်တော့အမှန်ပဲမစီမဆိုင် အမွန်ပင်လည်းမိမိအခန်းဝမှလှမ်း၍အာယုံစူးဆိုင်စွာကြည်ငင်းနေမိကလေးသည်တသက်ပါလာသူ အဖော်တတိုက်ကလည်းသူတို့ဤသူ ဖလဲတွေဘဲတွေကြောင်ကြောင်ကြကြနေမှုတရားရုံးဝင်းကျင်မှာရှိနေသည်များလူအလုံးကသူတို့အုပ်စုကိုအာယုံဆိုင်ကသူတို့နာမအုပ်အုပ်ကြကြဖြစ်လာသည် ဝတရားအရစစ်ဆေးကြည်ပြန်သောဒီဆောင်တွဲမှာအလုံအကိုင်းမရှိဘွဲရပီစာမင်းကလေးနဲ့စာမေးပွဲနဲ့နဗန်းလုံးဆိုင်စေရန်မင်းသားတို့ဇလန်းဖြစ်နေ၏နှစ်ယောက်စလုံးအသက်တော်ပြေကြပြီအသက်ပြေလျင်နှစ်ဦးနှစ်ဖက်သဘောတူညီမှုရှိလျင်အတိတ်တေလုံလောက်လျင်ဘာသာရေးပြဿနာမရှိလျင်တရားစီရင်ရေးအဖွဲ့အနေနဲ့တခြားဘာတစ်ခုမှမေးမြန်းဆက်ဆံနေဖို့အကြောင်းမရှိဘူး လက်ထက်စာချုပ်ကို တရားဝင်အတိအမှတ်ပြုလက်မှတ်ရေးထိုးပေးလိုက်ရုံသာရှိသည်သို့သောအစိုးရမှဩဝါဒထက်တန်လာသောနယကာကြီးကလက်မှတ်မရေးထိုးမီလူကြီးပြပီ အမှားစကားတွေပြောကြားနေခြင်း၏သူစိတ်ထဲမှာအိမ်မြငယ်ရွယ်သောဆုံးတွဲအားအလုံးအကိုင်းမရှိသေးဘဲလက်ထပ်ပေးရမည်ကို ပဝင်မကြခြင်း မင်းတို့နှစ်ယောက်လုံးတကယ်အငယ်ကလေးတွေရှိကြသေးတာပဲကွာတူမောင်ကလည်းဆယ်တဲ့အောင် ဖြစ်ပြီးတက်ကတူမတက်ချင်တော့အလုတ်ကလေးအကင်လေးရအောင်ရှာကြည့်ပါအောင်လားပြီးတော့ဒီသမီးကလည်းဘွဲရပြီးနေမှာပဲအလုတ်ပါရတဲ့အထိစောက်လိုက်ရင်ပုံမကောင်းဘူးလားတိတ်လေကြာကြာစောင့်ရတော့မှမဟုတ်ပဲညီတို့ကဘာကြောင့်များဒီလောက်အလင်းစလိုလက်ထက်ချင်ရတာလဲကွယ်နာယကကြီးဤလေတမ်းမှာပြ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 နဲ့တာယာချင်းငန်စွာမေတ္တာရက်ခံနေပုံမျိုးဖြစ်သည် မျက်နှာထားကလည်းမိဘသားချင်းတယောက်ဤစာနာကျင်နာသောပကတိစေတနာယူကိုပေါ်လွင်နေစေ၏ဒါကိုမင်္ဂလာဆောင်တွဲကတိတ်ပြီးမကျင်နှချင်းမစီမဆိုင် လူတစ်ဖက်သားဤကိုရီကိုရာကိုဝင်ဆွဲဖက်သည်ရှာရှိသည်ဟုစိတ်ခူသွားပုံရသည်သူတို့သားဖြစ်သူကမျက်နှာထားရှူတင်းတင်းနေဒါဟာကျွန်တော်တို့အကြောင်းနဲ့ကျွန်တော်တို့ပါဦးအလုံးလမဲ့ဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်မိမတယောက်ကိုကောင်းကောင်းကျွေးနိုင်လို့ယူတာပေါ့ လေတံကအငေါ်တူတူမာချင်းချင်းနယကာကြီးကတော့အတွေ့အကြုံများအရာဒီအသက်ဒီအရွယ်ဒီလိုလူငယ်မျိုးတွေဤသဘောမနောကိုနားလည်လာပြီလုံးဝစိတ်ကွက်ခြင်းမရှိဆရာလုံးမခံခြင်းသော ကိုထင်ရာ ကိုပါသားဆိုင်ဖြစ်လိုက်ခြင်းသော လူငယ်တို့ဤဂျွတ်ဆက်ဆက်မာကြောကြောအထာကိုတည်ထားနေသည် မပြုံးမရေပကတိကြည်လင်နေသောပင်ကိုမျက်နှာထာနေသည် ကြည်ပြူကြရဲဆိုလဲမင်းတို့နှစ်ယောက်စလုံးအဖို့ဘာအခက်ခဲမှမရှိနိုင်ဘူးပေါ့ကွာကဲကဲလာလာမတည့်ရက်ဂရိသစ္စာဆိုရအောင်အလိုက်အထိုက်ပြော၍စကားဆကိုဖြက်ပြဲလိုက်သည်သို့တော်တရူတာကရှာချေခြင်းနဲ့အဖိုးကြီးတို့ဆက်ဆက်ဆူဆူအဖိုးကြီးဟု ခုနေတော့စိတ်မှတော်တော်နေမပြေတရခွန်ရှိမှအပြောအဆိုအပြူအမှုများကတောင်းမကြအချိုးမကြယုံမကရိုင်းရိုင်းပြပြဖြစ်နေ၏ ဂရီသစ္စာဆိုသည်ကအစာတိုင်ပင်သမျှကိုမဆိုခြင်းတလို့ဆိုခြင်းတလို့နှင့်နှကန်းလုံယုံလုံနေသည် မတဲရပုံကလည်းတောင်းတောင်းတင်းတင်းဖြောင်းဖြောင်းစင်စင်မရှိ ကလထိုင်ခြေတော့တန်းပေါ်တွင်ခြေတစ်ဖက်တင်၍ငုံငတ်များလို ခြေတပေါင်းကျူးဟန်ဖြေရက်နေ၏ဒါကိုအားလုံးကဘဝင်မကြလာတော့လဲမတိကျုံကျုံမမြင်ဟန်လွှဲနေလိုက်ကြသည် သို့တော့ကိုခင်စောဦးကမရဒီမှာသူတို့သားသူတို့သမီးတို့ရဲ့ မင်းတို့ရဲ့မင်္ဂလာချိန်ကိုအနောက်ရှက်တော့မဖြစ်စေချင်ပါဘူး။ဒါပေမဲ့မင်းတို့တည်တင်းတည်တိုက်တာကလေးတခုတော့ပြောပြလိုက်ရအောင်မယ်။မင်းတို့ကိုလူပုတ်ကိုအရာမုန်းသည်ဖြစ်စေ၊ချစ်သည်ဖြစ်စေတရားရုံးရောက်လာတဲ့အခါမှာတော့တရားရုံးကိုရိုသေလေးစားရမယ်ကွ။မထီမဲ့မြင်ပုံစံမျိုးနဲ့တို့ရုံးကဘယ်တော့မှလက်ထပ်မပေးနိုင်ဘူး။နောက်ကိုရုံးခန်းထဲကိုအဝင်မခံဘူးဟုတ်လား။ဒါပဲ။ကဲ၊သွားကြတော့။ဘယ်သူကမှခေါင်းတစ်ချက်မငြိမ်သည့်အပြင်အခြေအနေကပို၍တင်းမာလာသည် သူတို့သားသူတို့သမီးသားမက သူတို့တစ်ဖွဲ့လုံးကြွက်စီကြွက်စီမကြေမချမ်းဖြစ်လာ၏။ဒါပါဆိုင်လို့လေဥပဒေရှိသလားအလက်ကားပို့နေတာ။မကြားတကြားပြောကြကမတီတတီမျက်နှာများဖြင့်ယုံစင်လျင်လမ်းက6ရိုင်းချောင်းရိုက်တုံးမြီပုံစံများဖြစ်လာ၏။အကင်းပါတော့နာယကကြီးနှင့်လူမှုဆက်ဆံရေးပြည်ပြစ်တော့ရှေ့ဖက်စရေကလေးတို့ကအခြေအနေကိုဝိုင်းဝန်းထိမ့်သိမ်းနိုင်ကြ၍သာ တရခွန်မှာရုပ်ပြည့်စင်ပြည့်ဖြစ်မသွားခြင်းတည်းကိုခင်ဆုံးဦးကမနာယကကြီးကိုပင် တိုင်တယ်နေသေး၏ဟုတ်တယ်အကိုကြီးကကျွန်တော်တို့ယုံမှလာပြီးလက်ထက်တဲ့အတွဲတွေနဲ့ပတ်သက်လို့အမိန့်တစ်ခုထုတ်ထားရအောင်လက်ထပ်ပို့လာတဲ့ဇုံလွဲမှန်သမျှအသိခါရှိရှိဝတ်စားစင်ရင်လာရမယ်လို့ရင်ကျိမှုနဲ့ဖီလာဆန့်ချနေတဲ့တရုတ်ပြည်ဝတ်စုံမျိုးဝတ်လာရင်လုံးဝလက်မထပ်ပေးဘူးဗျာပြန်အဝတ်လဲပြီးမှလာခဲ့ အဲ့ဒါလို့ကင်မှာဒီခေကောင်တွေကရမှာအကိုကြီးရဲ့ဒီလိုတင်းတင်းကြပ်ကြပ်မှမလုံရင်ကြည်လေစောစောကကောင်တွေဆိုမိသားဖာသားပြည်ပြည်နဲ့ဇရိုက်ကိုမရှိတော့ဘူးဇရိုက်ဆိုတာဝတ်စားစင်ရင်မူပုံစံပေါ်မှာအများကြီးအခြေခံသွားတာလူငယ်တွေရဲ့တရုတ်ပြက်ဇရိုက်ကိုတော့ကျွန်တော်တို့အတက်နိုင်ဆုံးကြက်မှန်ပြုပြင်သွားမှာဖြစ်မယ်မဟုတ်ဘူးလားကိုခင်စောဦးကအပြောတော့ကောင်းလေသည် အရာရာကိုတမတမတ်ဖြစ်အောင်နှိုင်းနှိုင်းချိန်ချင်းဒုက္ခမင်းလိုတွေးခေါ်ဆုံးဖြတ်နိုင်မည်ဖြစ်သည့်နာယကာကြီးကပဲအလွယ်တကူသဘောတူပြီးဖြစ်သွားရ၏ကြံတရားစီရင်ရေးအဖွဲ့ဝင်ဥခွာလိန်တယောက်ကတော့ပြောစရာမရှိပြီနာယကာကြီးတို့ကိုခင်စောဦးတို့ကကောင်းသည်ထင်လျင်မှန်ကန်သည်ဟုဆုံးဖြဲလျင်အလွယ်တကူခေါင်းငိမ့်ထောက်ခံဖို့အတင်းရှိသူဖြစ်သည် အနည်းငယ်လုံသားဘွားကရုံးထိုင်တရားသူကြီးဖြစ်လာရသည်ကိုပဲသူကိုယ်သူမမျော်မှန်းအပ်သောနေရာကိုမတန်တဆရလိုက်သည်ထင်ကမယုံမရဲလည်းဖြင့်အစင်နဲ့ကြီးလဲကျင်နန်းနေသူသည်ဘဟုတုတအရာတွင်သောလူတိုင်းကိုပင်ဆရာတင်သည် သူကိုယ်သူလုံးဝမယုံကြည်သို့သောစိတ်ကောင်းစေတနာထားသူအာဂဒီမလိုက်စားသူစာဒီဂုံပုတ်ကိုတော့မကြိုးပဲ့ရအောင်မြ мян နုံနိုးဆောင်ထင်းသည်တရားဥပဒေကိစ္စရော အထွေထွေဘုသူတရင်ပါသူကိုယ်သူခေါင်းပါသည်ထင်ဆဲမှု အကြံဉာဏ်တင်များထွက်ပေါ်တင်ပြလာတတ်ကြသည့်နရကကြီးတို့ကိုခင်သောဥရောကို အထင်တကြီးယုံယုံကြည်ကြည်ထောက်ခံမြဲပြီသူနှင့်ဒီယုံမှလက်ထက်ထင်းများခြင်းနှင့်ပတ်သက်၍မူကလေးတစ်ခုဖြစ်တည်လာသည်ဤယုံတွင်လက်ထက်လိုသူများရှင်ကျင်းမှုနှင့်ဖီလာဆန့်ကျင်သောတယုတ်ပြဲဝစ်စားစင်ရင်မှုလုံးဝရှောင်ရှားကြပါရဲ့။ဤမြင့်တာရက်ခန့်ချက်ကို မလိုက်နာပါက ဤယုံမှလုံးဝလက်ခံလိမ့်မည်မဟုတ် အမွန်တကတော့ဘဝင် မကြပေတရားရုံးအနေနဲ့ဥပဒေပြင်ပကိစ္စတခုအတွက်ဤများမတင်မှတင်ဟုယူဆသည် တရားရေးဝန်ထမ်းကလည်းလုံးဝဝေယောဝေဖန်ခြင်းမပြုသည်မို့အမွန်ငြိမ်၍နေလိုက်ရသည်ရှင်ထဲမှာတော့အမုန်းခံရင်ပင်ကံကွယ်ပြောဆိုလိုက်ခြင်းသည်ဆန္ဒများတဖွားဖွားနှင့်အသေးရွေ့ပင်နေသည်ခက်တီကတရားရေးဝန်ထမ်းရှိသည်လို့တမောင်ပင် ဒီယုံမှာတရားရေးဝန်ထမ်းရှိသည်လို့ပြောနိုင်ယုံလောက်သာသည်တတကြကြမရှိဖေရှားပေးလိုက်သည့်မူလကလထိုင်ဟောင်းကိုပြန်ပြောင်းတန်တာရင်စိတ်သက်ကြနေသည့်ပုံနှင့် တရားစီရင်ရေးကိစ္စနှင့်ပတ်သက်၍ပင်ကြည်လင်သောအကြံဉာဏ်များကို ပေးခြင်းပုံမရပညာပြသည် တရားစီရင်ရေးအဖွဲ့ခေါင်းချုပ်အောင်အချိန်ပုတ်အောင်ဝီနီးဆောင်၍မျက်လဲပြခြင်းသည်တရားရေးဝန်ထမ်းဆိုသည်မှာတရားစီရင်ရေးအဖွဲ့လက်အောက်ခံ သို့တော်သူကနောက်ကလိုက်ချိန်ပုံမရရှေးကသွားခွင့်မရတော့၍တန်ပတ်ရုံနေဟန်ကြောင်းထိုင်ဘဝမှာကိုရင်အဖြစ်တို့ပြစ်ကြလာသူဖြစ်၍စီယုံရာခသည်ပရေယူပြ၍မရတော့သည့်ခင်ကြီးတစေဝေလေလေအမွန်ကတော့အလုတ်ခွင်ဝင်ဝင်ချင်းတရားစီရင်ရင်တစ်ဖွဲလုံးနဲ့ပေါင်းဆက်၍ရသည်ဥပဒေဝန်နှန်းပြီးကိုတာဝင်းကလေးတစ်ခုတည်းကွက်ကြီးကဖာတိဘာသာနေ၍ဖြစ်တော်လဲ တရားစီရင်ရေးအဖွဲ့ကတရင်တနီဆွေးနွေးတိုင်ပင်လာသည်များကိုတော့တက်တက်ကြွကြွလက်ခံညှိနှိုင်းလေးရှိခဲ့သည်တို့ကြောင့်ဒီရုံးမှာတရားရေးဝန်ထမ်းတွေနှိုင်းစားလျင်အမုံကမှာတရားစီရင်ရေးအဖွဲ့နဲ့ယဉ်နေသည်ဤသို့သောဒီလက်ထပ်ထိန်းများခြင်းကိစ္စနှင့် ပတ်သက်၍အမုံကလုံးဝဝင်မစွတ်ဖက်ပဲနေလိုက်သည်ကြာကြာသမျှလူသူလေးပါးကမူကျင်နေသည်လည်းရှိမကျေမနက်နှင့်စောင်းမြောင်းဝေဖန်သည်လည်းရှိ ။ဘာပဲဖြစ်ဖြစ်ကိုခင်စောဥကိုသာဘဝင်မကြဖြစ်မိလေသည်။ဆန္နာဂတိနေရှင်၍စီရင်ဆုံးဖြတ်တတ်သူဆန္နာစောတတ်သူဆန္နာစောတတ်သူဟူ၍လဲကောက်ချက်ချထားမိပြီးဖြစ်သည်။နာဆင်ပေးခဲ့ကြသူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ရက်တွေမှာ နောက်ထပ်အပိုင်းသစ်တွေကိုဆက်လက်ဖပြပေးသွားပါမယ်ရှင်။အားလုံးပဲဘေးရန်နဲ့ရင်ရှင်ကြပါစေရှင်။